A နဲ့ PDF တက်ဖွဲ့တွေထတိုက်လိုက်တိုင်းမှာနောက်တန်းမှာခုနလိုဖြောင်းနိုင်မီးတွေထွန်းနေရတယ်။အဖွဲ့တွေကျုံးလိုက်ပြီဆိုတာနဲ့ဟိုမှာပြီးသားဆိုတဲ့ပုံစံမျိုးဗျာအဲ့လိုမျိုးအဲ့လိုမျိုးစစ်ကြောင်းတစ်ကြောင်းလုံးကိုဥဆောင်ရတဲ့ဒုတင်မှု2ယောက်ကထွက်ပြေးလို့ခုဖမ်းခံပြီးတော့ချုပ်ထားခံရတယ်။အဲ့လိုအနေထားမျိုးဖြစ်နေ။အဲ့တော့သူတို့2ယောက်တော့အဲ့လိုဖြစ်ပြီးဟေးဆိုရင်အောက်မှာပါတဲ့သူတို့ရဲ့စစ်သားတွေဘယ်တော့မှဖွဲ့စည်းပုံပြတ်နေပြီလေ။ င်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ10ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့ရခိုင်ပြည်နယ်ဘက်ကအခြေအနေတွေပေါ့နော်ပြီးရင်ဒါ ARD တိုင်းဘက်ကအခြေအနေတွေစစ်ကောင်စီနဲ့ဒါကျွန်တော်ဒီဘက်ကအားခတ်တော့ A ရဲ့ video ပူပေါင်းတက်ဖွဲ့တွေရဲ့ဖြစ်ကြတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကဘယ်လောက်အထိနာနေသလဲပြီးရင်ဘယ်လိုမျိုးပြင်ဆင်လာနေသလဲ တကယ်မြေပြင်မှာပေါ့နော်စစ်ပွဲကြီးတစ်ဖွဲဖြစ်နေတဲ့အနေအထားတွေအခြေအနေတွေကိုကျွန်တော်ပြောကြမယ်ပေါ့နော်ပြီးတော့စစ်ကောင်စီကအိုက်ဘက်တိုက်ပွဲတွေရဲ့အကျိုးသက်ရောက်မှုကတက်ထဲမှာဘယ်လောက်ထိပြင်းထန်နေသလဲဘယ်လိုမျိုးအထိနာမှုတွေရှိလဲပြောင်းလဲမှုတွေရှိလဲနေ့တိုင်းမှာဘာတွေဖြစ်နေသလဲဆိုတဲ့အကြောင်းလည်းပြောကြမှာပေါ့နော်အဲ့တော့ပထမဆုံးဒါကြောက်ဖြူကြောက်ဖြူမှာအာခတ်တော်အေနဲ့စစ်ကောင်စီကဒါတိုက်ပွဲပြင်းထန်တဲ့ပုံစံမျိုးတွေပို့ပြီးတော့များလာတယ်ပို့ပြီးတော့ဖြစ်လာတယ်စစ်ကောင်စီဘက်ကလည်းစစ်ကြောင်းထိုးတယ်တောက်လျှောက်ကိုစစ်ကြောင်းထိုးတာ အဲ့စစ်ကြောင်းတွေကစစ်ကြောင်းတွေလုံးဝပြတ်ထွက်သွားပြီးတော့ဖွဲ့စည်းပုံပြတ်တဲ့အနေအထားဖြစ်တယ်။ဖွဲ့စည်းပုံပြတ်တယ်ဆိုတော့ဒီကျွန်တော်တို့ဖွဲ့စည်းပုံပြတ်တယ်ဖွဲ့စည်းပုံပြတ်တယ်ဆိုပြီးပြောကြတယ်။စစ်ကောင်စီဘက်မှာစစ်ကြောင်းတွေဖွဲ့ပြီးဆိုတဲ့ခါကျရင်ကျွန်တော်တို့ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေအတိုင်းပဲပေါ့နော်။တို့ကလည်းတက်စိတ်တွေတက်စုတွေတက်ခွဲတွေအဲစစ်ကြောင်းတွေဒီလိုမျိုးဖွဲ့ကြ။အဲ့လိုဖွဲ့တဲ့အခါမှာဖွဲ့စည်းပုံပြတ်ထွက်သွားတယ်ဆိုတာအဲ့လိုပေါ့။တက်စုတက်စုလုံးပျောက်သွားတာတို့တက်ခွဲတက်ခွဲလုံးလစ်သွားတာတို့အဲဒါမှမဟုတ်လေအဲသူတို့ရဲ့ခေါင်းဆောင်ပိုင်းတွေအကြီးအကဲပိုင်းတွေအဲ့လိုဒီအမိန်ပေးတဲ့သူတွေက လုံးဝတော်လိုင်းလက်တက်ဖွဲ့တွေလက်ချက်နဲ့အသက်ပြောက်သွားတယ်။အဲ့ခါကျရင်ကိုကဲလို့မရတော့ဘူးညွန်ကြားလို့မရတော့အုပ်ချုပ်လို့မရတော့ဘူးအဲ့လိုပုံစံမျိုးနဲ့ဖျော်ဖျဲဖြစ်ပြီးတော့ဖွဲ့စည်းပုံပြတ်တာကိုပြောတာပေါ့နော်အဲ့လိုပုံစံမျိုးပြောတာအခုလည်းအဲ့ပုံစံမျိုးတွေဖြစ်တယ်ပေါ့နော်ဖွဲ့စည်းပုံပြတ်သွားတယ်ဆိုပြီးတော့သိရတယ်အဲဒီကြောက်ဖြူကနေတိုင်းချောင်းရွာဘက်ကိုထိုးလာတဲ့စစ်ကောင်စီစစ်ကြောတကယ်ကိုနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပြီးတဲ့အချိန်မှာအထိနာပြီးတော့အပြင်းထန်တိုက်ပွဲကလည်းတအားပြင်းထန်လာတအားပြင်းထန်တဲ့အခါမှာခုနကလိုစစ်ကောင်စီဘက်ကအရန်အထိနာပြီးတော့အသေးပြောက်တွေများသွားတယ်ဖွဲ့စည်းပုံပြတ်ထွက်သွားတယ်ပေါ့နော် လုံးဝကိုတောက်မခံနိုင်တော့ပဲနဲ့ဒီလိုဖြစ်သွားတဲ့အနေဒါအဲ့တော့လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ခုနလိုဖွဲ့စည်းပုံပြတ်တယ်ဖွဲ့စည်းပုံပြတ်ပြီးတော့ထွက်ပြေးသွားတယ်လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကလည်းဒါချောင်းဝရွာဘက်ကိုပေါ့နော်ဖီယိုဖီယဲဆုတ်ခွာပြီးတော့အဲ့ဘက်မှာရှိတဲ့သူတို့ရဲ့တက်တွေနဲ့ပြန်ပြီးတော့သွားပေါင်းရတဲ့အနေဒါဖြစ်သွားတယ်ပြောရရင်တော့ကစင်ကလျားနဲ့ထွက်ပြေးတယ်လို့ပြောရမှာပေါ့နော်ဖွဲ့သူတို့ဖွဲ့ထားတဲ့တက်စုတက်စိတ်တက်ခွဲအစ်စ်နေပြတ်ထွက်သွားတယ်ကိုကဲလို့မရဘူးရှေ့ဆက်တိုးလို့မလွယ်တော့ဘူးနောက်ဆုံးခုနလိုဟိုပြေးဒီပြေးနဲ့ထွက်ပြေးကြတဲ့အခါအဲ့ဒါတကယ်ဖြစ်တာနော် ကျွန်တော်တို့အဲ့အတွင်းထဲကိုအခုစုံစမ်းကြည့်ရတဲ့ခါကျတော့တကယ်ကိုသိရတာနော်တကယ်ကိုအဲ့လိုမျိုးဖျော်ဖျဲနဲ့ပြေးတာဆုံးရှုံးနဲ့လက်နဲ့ခင်းရဲဆိုတာအများကြီးအဲကျွန်တော်နောက်ပိုင်းကျွန်တော်ဆက်ပြောမှာပေါ့နော်အဲကြအဲ့လိုမျိုးထွက်ပြေးသွားတဲ့ကောင်တွေကဟာခင်ဗျတို့ရဲ့ဒါချောင်းဝဘက်ကတို့ရဲ့လက်ကြံတက်တွေနဲ့ပြန်ပြီးတော့သွားပေါင်းတာရှိတယ် စစ်ကောင်စီအင်အား200ကျော်လောက်ရှိတယ်အဲ့ဒါအဲ့စစ်ကြောင်းအင်အား200ကျော်ဆိုတော့တကယ်ကိုဖွဲ့စည်းပုံအပြည့်နဲ့လာတာဖွဲ့စည်းပုံကြီးပါဆက်တယ်ဆိုရနေပြီနော်ဖွဲ့စည်းပုံအပြည့်နဲ့လာတာပေါ့နော်ထိုးစစ်ဆင်လာတဲ့အဲ့လိုမျိုးဒါအင်အား200ပါတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အားခတ်တော်အေအေတို့ကဒါချောင်းဝါနဲ့ဒါတိုင်းချောင်းကျေးွာပတ်ဝန်းကျင်မှာ ွေမှာ၈ရက်နဲ့၉ရက်နဲ့မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားအဲ့လိုမျိုးစစ်ကြောင်းထိုးလာတဲ့ဒီတိုင်းချောင်းရွာဘက်ကစစ်ကောင်စီစစ်ကြောင်းကိုအာခတ်တက်တော် AA ကလုံးဝအစွမ်းကုန်ထိုးပေါက်တိုက်ခိုက်ခဲ့တာကြောင့်မလို့စစ်ကောင်စီဘက်ကရေတပ်သင်းမောတွေကနေပြီးတော့လည်းပစ်ကူပေးရတယ်ဒါလေတပ်ကနေပြီးတော့လည်းဖိုင်တာတွေနဲ့လာကျဲတယ်ပစ်ကူပေးတယ်ပြီးရင်စစ်ကောင်စီရဲ့စစ်ကြောင်းကအဲ့လိုပစ်ကူပေးနေတဲ့ဂျားတွေကမှပဲခုနလိုကစင်ကလျားနဲ့ထွက်ပြေးတဲ့အနေအထားတွေဖြစ်သွားတယ်ပြီးရင်နေရာအနှံ့ပြန့်ကျဲသွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားပြောနေတာကတော့အဲ့လိုပြင်းပြပြရပြင်းနေတယ်ပေါ့ဗျာ တနေရာတွေကိုရေမှန်းချက်ပုံစံမျိုးထားပြီးတော့လာနိုင်တဲ့အနေအထားမဟုတ်တော့ဘဲနဲ့အကုန်လုံးကဖြူပြက်နဲ့ကွက်ထွက်သွားတယ်ဆိုတဲ့ပုံစံမျိုးအာအဲ့လိုမျိုးကြီးကိုဖြစ်ထွက်သွားပါတော့အဲ့တော့ A ကနေမြေလဲကျွမ်းကျင်တာဖြစ်တဲ့အတွက်အပိုင်ကိုစောင့်ပြီးတော့တိုက်တဲ့ပုံစံမျိုးမြင်ရငါတို့ဘယ်နေရာရောက်ပြီဆိုရင်တော့ဒီကောင်းလေးကိုဘလို့ပြင်းလို့ရတယ်ဘလို့ဖြုတ်လို့ရတယ်ဆိုတဲ့စီမံချက်ကြီးနဲ့ဆော်တာဖြစ်မယ်ပေါ့နော်စစ်ကောင်စီစစ်ကြောင်းထိုးတယ်ထိုးလာတဲ့အဲ့စစ်ကြောင်းကိုပဲပြန်ပြီးတော့ဒါအရှင်ဝင်ပြင်းပြင်းနဲ့ပြန်တိုက်တဲ့အတွက်စစ်ကောင်စီကအဲ့လိုနေထားရောက်သွားတယ်ဒါပြင်ဒါတိုင်းချောင်းရွာဘက်ကနေချောင်းဝကြေးရွာဘက်ကိုဒါဖွဲ့စည်းပုံပြက်ထွက်ပြေးသွားကြတဲ့ အဲဒီစစ်ကောင်စီအဖွဲ့တွေကို AA ကထပ်ပြီးတော့လိုက်ပါတိုက်တာနောက်ကနေပါလိုက်တိုက်တာပြောရရင်ပြေးတာပေါ့ပြေးတော့စစ်ကောင်စီပြေးတာမြန်မြန်ရောက်အောင်လို့နောက်ကနေလိုက်ပြီးတော့မောင်းတဲ့ပုံစံမျိုးတော့ဖြစ်သွားသေးတယ်တိုက်ပွဲတွေအဲ့မှာဒါထပ်ပြီးတော့ဆက်လက်ဖြစ်သွားနေဆိုရင်ဒီကနောက်ကကြံခဲ့တဲ့ကောင်တွေနဲ့ဆက်ကြုံခံရတာနေပါဘောတိအောင်အဲ့လိုပြေးနေတဲ့နောက်ကြတဲ့6လောက်တစ္ဆာပေါက်တွေပါတယ်အဲ့ပုံစံမျိုးကိုဖြစ်သွားတယ်ပေါ့နော်စစ်ကောင်စီဘက်ကလည်းဒါလေကြောင်းကနေ jet fighter drone တွေသုံးသလိုရေတပ်သင်္ဘောတွေကနေပြီးတော့လည်း လက်နက်ကြီးပစ်ခတ်မှုတွေပြစ်ကူပေးတာတွေတောက်လျှောက်လုပ်ပေးတယ်ပြီးရင်အထိုင်စခန်းနေအဲ့ဒီနေရာတွေကနေလဲလက်နက်ကြီးတွေပစ်တယ်ပြီးရင်တရင်ဌာနချုပ်တွေကနေပြီးတော့လဲလက်နက်ကြီးတွေအမြောက်တွေဇက်တိုက်ပစ်ကူပေးတယ်ဗောနော်အဲ့ဒါကြောင့်မို့တိုက်ပွဲကတော်တော်လေးကိုပြင်းထန်ခဲ့တဲ့အနေထားဗောနော်အဲ့ဒီနှစ်ရက်အတော်အတွင်းမှာစစ်ကောင်စီစစ်ကြောင်းထပ်ပြီးတော့ပြက်ပြန်နေဗောနော်ဒါကဘယ်လိုနေထားမှာပဲဖြစ်ဖြစ်ဗောနော်ဒါအရကတက်တော် AA နဲ့သူတို့ရင်ဆိုင်ပြီးတော့တိုက်ရပြီဆိုတဲ့နေရာတိုင်းမှာစစ်ကောင်စီဘက်ကတကယ်ကိုအဲ့လိုမျိုးစစ်ကြောင်းတွေပြက်ပြက်သွားတယ်နောက်ပြန်ဒါထွက်ပြေးနေရတဲ့အနေထားတွေတောက်လျှောက်ဖြစ်နေတယ် ဒါပေမဲ့လည်းဇက်တိုက်ဆိုလိုပဲဒါစစ်ကြောင်းတွေကတော့အဲထပ်ပြီးတော့ဆုဖွဲ့ပြီးတော့ထပ်ပြီးတော့လွတ်တာမျိုးတွေရှိတယ်ပေါ့နော်လူမကုံသေးဘူးလားဆိုတဲ့ဟာလည်းတွေးမိတယ်တဲ့တကယ်တကယ်တမ်းနောက်တန်းမှာလူကုံနေပြီတချို့တက်တွေကအင်အား160လောက်နဲ့ရှေ့တန်းထွက်တယ်နောက်တန်းကိုပြန်ဝင်တဲ့ချိန်မှာ340လောက်ပဲကျန်တယ်ပေါ့တော်တော်ကိုအံ့အားတင်းစရာကောင်းတယ်ဟာတော်တော်ကြီးကိုကျုံးပြစ်တာအဲ့ခါတော်တော်အေးကပေါ့နော်ဒီစားခါဆက်ခွန်ဆိုရင်တော်တော်အနေထားတွေကတော်တော်ကိုပြည့်ရင်းသွားတဲ့ပုံစံမျိုးတွေဖြစ်နေပါတော့အဲ့တော့လက်ရှိအခြေအနေရဒီကြောက်ဖြူဘက်မှာဒါစစ်ကောင်စီရဲ့စစ်ကြောင်းတွေက စစ်ကြောင်းထိုးလိုက်အာခတတော် A ကပိတ်ဆို့ပြီးတော့တိုက်လိုက်ကျုံသွင်းပြီးတော့တိုက်လိုက်ဒါလုံးဝခြံထဲထည့်ပြီးရိုက်လိုက်အဲ့လိုမျိုးပုံစံမျိုးနဲ့လုပ်နေတာဖြစ်တဲ့အတွက်စစ်ကောင်စီကနေမြေချဲ့ထွင်တဲ့အပိုင်းတွေမှာလုံးဝအေးမတာတော့ပဲနဲ့ပေါ့နော်သူတို့ရဲ့နေမြေပါပူပူပြီးတော့ကျင်းလာမဲ့နေထားပို့ပြီးတော့ကြုံလာမဲ့အနေထားကိုဒါကြောက်ဖြူမှာတွေ့နေရတယ်။အဲ့တော့စစ်ကောင်စီကတရုတ်ရဲ့အကူအညီနဲ့ဒါမျိုးလေးမျိုးကိုပြန်တောင်းဖို့ကြိုးစားတယ်ဆိုပြီးတော့သတင်းတွေထွက်လာနေတဲ့အချိန်မှာတရုတ်ရဲ့အကျိုးစီးပွားတွေအများကြီးရှိပါတယ်ဆိုတဲ့တိုက်ပွဲ တရုတ်ရဲ့အကျိုးစီးပွားတွေအများကြီးရှိပါတယ်ဆိုတော့ဒါကြောက်ဖြူမှာကတော့တိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်နေတာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါရှမ်းမြောက်လိုမျိုးတရုတ်ရဲ့အကူအညီနဲ့မြို့တွေပြန်ရနိုင်တယ်ဆိုပေမဲ့လည်းရခိုင်မှာတော့ဒီလိုပုံစံမျိုးဖြစ်လာဖို့မလွယ်ကူဘူးဆိုတာတော့ဒါကျွန်တော်တွေးရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကဒါလေးမျက်နှာလေးမျက်နှာမှာလည်း A ပါတယ် A ပါတယ် A ကနေရာဆုံးမှာကျုံးနေတာဒါ ARD တိုင်းလေးမျက်နှာထဲမှာအရခတ်တက်တော် A နဲ့ BD ပူပေါင်းတက်ဖွဲ့တွေရဲ့အောင်ဖွဲ့တွေကြောင့်လည်းကျွန်တော်ပြောကြမယ်အဓိကတော့ဒါဆက်ဆက်ရိုးကြေးရွာနားမှာ တိုက်ပွဲတွေဒီရက်ထဲမှာပို့ပြီးတော့ပြင်းထန်လာတယ်တိုက်ပွဲတွေဇက်တိုက်ဖြစ်လာတယ်အခုရက်ပိုင်းဒါအာခတာတော့အေအေနဲ့ပြည်ထောင်ပူပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်မလို့ဆက်ဆက်ယုံကြည်ရနီးမှာစစ်ကောင်စီဘက်ကအကြဆုံးတွေများနေတယ်ဆိုပြီးတော့သိရတယ်ပြီးတော့အေအေနဲ့ပြည်ထောင်တပ်ဖွဲ့တွေကဒီပသိမ်ဘုံရွာလမ်းပိုင်းကိုတိမ့်ပိုက်နိုင်မှုအတွက်ကိုဒါဆက်ဆက်ယုံကြည်ရအနီးကိုထိုးစစ်ဆင်လာတာဖြစ်ပြီးတော့ဒါစစ်ကောင်စီဘက်ကလည်းအင်အားအလုံးရင်းနဲ့ခုခံနေတာဖြစ်တယ်ဒါကြောင့်မလို့တိုက်ပွဲတွေပို့ပြီးတော့ပြင်းထန်နေတယ်လို့သိရအဲ့တော့အာခတာတော့အေအေကခန်းစစ်ဆော့ရမယ့်နေရာမှာခန်းစစ်ဆော့တယ် တိုက်စစ်လုပ်ရမယ့်နေရာမှာတိုက်စစ်လုပ်တယ်အဲခုနလိုကျုံသွင်းပြီးတော့မြားခေါ်ပြီးတော့ကိုကွက်ထဲရောင်းမှထည့်ရိုက်တဲ့ပုံစံမျိုးတွေလုပ်ရင်လည်းဒါသူကလုပ်တယ်ဗောနော်ပြီးတော့စစ်ကောင်စီအနေနဲ့ဘလို့မှမမြုံမန်းထားတဲ့ဒါစစ်နီးပြူဟာမျိုးတွေကိုအာခတ်တတော်အေနဲ့ PDF တွေကကျင့်သုံးနေတာတွေ့ရအဓိကတော့ဒါအေရဲ့ဥဆောင်မှုဗောနော်အေကအခုလိုမျိုးစစ်နီးပြူဟာကောင်းအောင်မွန်နဲ့ဥဆောင်နိုင်တဲ့ခါကျတော့စစ်ကောင်စီဘက်ကဘလောက်ထိဖွဲ့စည်းပုံပြတ်နေသလဲသူတို့တွေမြေပြင်မှာဗောနော်တကယ်စစ်ပွဲကြီးနဲ့ကြုံနေရတဲ့အနေအထားကိုဖြစ်နေတာ ျွန်တော်ဒီဒီဘက်ကဒါ PDF တက်ဖွဲ့တွေကလည်းပေါ့နော်အခါတက်တော့ A နဲ့ပေါင်းပြီးတော့တိုက်ရတဲ့ခါကျတော့တကယ်စစ်ကိုစစ်လို့တူအောင်တိုက်နေကြတဲ့အဖွဲ့တွေကိုမြင်ရလုံးဝအကြမ်းစားကြီးတွေပေါ့နော်တိုက်ပွဲတွေကဘယ်တော့မှမရက်သွားဘူးဒါပေမဲ့မရက်ပေမဲ့လည်းတက်ဖွဲ့တွေရဲ့ထိုးစစ်အဟုန်တွေကမကြောက်ခန်းစစ်ဆိုလည်းခန်းစစ်အပြင်းထန်စော့နိုင်တယ်တိုက်စစ်ဆိုလည်းတိုက်စစ်ပေါ့နော်ထိုးစစ်ဆိုလည်းထိုးစစ်အပြင်းထန်လုံနိုင်တယ်အဲအဲ့လိုပုံစံမျိုးတွေမြင်နေရလုံးဝကြာသွားတဲ့ပုံစံမျိုးမတွေ့ရဘူးစစ်ကောင်စီဘက်ကလည်းတကယ်ပြောမယ်ဆိုရင်ဖိတာပဲ ရှယ်ကိုဖိတာသူတို့အင်အားတွေတောက်လျှောက်ကိုပို့လာပါတော့တောက်လျှောက်တောက်လျှောက်စစ်ကားကြီးငယ်အတွေ့အကြုံနဲ့လယုံတက်တွေကမှအစဒါစစ်အင်အားတွေတောက်လျှောက်ပို့ကြတာဖြစ်တယ်ဒါမဲ့လည်းဒါအရခတ်တော်အေနဲ့ပီဒီအက်တက်ဖွဲ့တွေရဲ့ထိုးစစ်ကိုဒါသူတို့တွေကောင်းကောင်းမဟန်တားနိုင်တဲ့ပုံစံမျိုးတွေမြင်တွေ့နေရတယ်ဟန်တားလို့ရပါတယ်ဆိုတဲ့နေရာတွေတောင်မှပဲ တော်တော်ကိုပြုတ်ပြုတ်ပြုံးသွားတဲ့အနေအထားတွေဒါမြင်တွေ့နေရဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကအကြဆုံးများလို့ကျွန်တော်ခုနပြောလို့ပေါ့နော်အကြဆုံးများလို့သူကဟင်းသဒကွင်းကောက်စတဲ့မြို့နယ်တွေကဒါအင်အားအပြည့်နဲ့စစ်ကားတွေပေါ့နော်အဲ့ဒီစစ်ကားတွေကိုဒါလင်းမျက်နှာမြို့နယ်အတွင်းကိုစစ်ရင်အားတွေဖြစ်တင်းနေတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့အာရခတက်တော်အင်နဲ့ PDF တွေကဒါထိန်းချုပ်ထားတဲ့နေရာတွေရှိတယ်ဗျာအဲ့ဒါပါလဲဆိုတော့ဒါပသိမ်မုံရလမ်းပိုင်းကဒါပန်းတော်ကြီးမြို့ကုန်းကြောက်စရိတ်ကုန်းပြည်သဲနုကုန်းစတဲ့ကျေးရွာတွေကိုထိန်းချုပ်ထားတာဖြစ်တယ်အဲ့လိုထိန်းချုပ်ထားပြီးတဲ့အပြင်ကိုဒါစစ်ကောင်စီဘက်ကဒါ ေရာတွေကိုထပ်ပြီးတော့ရယူနိုင်ဖို့အတွက်ကိုဒါကြောင့်ဒီဆက်ဆက်ရိုကျေးရွာနဲ့အင်ကမှုမြို့နယ်အတွင်းကနေထပ်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လာနေတဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်အော်ကြဒီနေရာတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့အတွက်ကိုအခက်တက်တော်အေကတော်တော်လေးစူးစမ်းနေတဲ့ပုံဝဲပေါ့နော်ကျွန်တော်ရှေ့မှာရှေ့ဗီဒီယိုမှာပြောခဲ့သလိုပဲ ဒါစစ်ကောင်စီအောက်ခြေစစ်သားတွေအနေနဲ့ပေါ့နော်ခုနလိုမင်းအောင်လိုင်ကမြို့လေးမြို့ကိုပြန်တောင်းမယ်စားအခုလိုမျိုး AR ပကိုးမကွေးဒီနေရာကထိုးစစ်တွေကိုရက်တံပေးပါလို့တောင်းမှန်နေဆိုရင်တော့မှအောက်ကကောင်တွေတော်တော်ကျေးဇူးတင်ပါပေါ့နော်အခုတော့ဒါတွေ့လားဒါကျွန်တော်ပြောရတဲ့အချိန်မှာအကတော့ AR နဲ့ PDF တွေကတကယ်ကိုအစွမ်းကုန်လက်စွမ်းပြနေတာပေါ့နော်အဲဒါကြောင့်မလို့စစ်ကောင်စီဘက်မှာပို့မလောက်စစ်ကြောင်းတွေဖြစ်နေတာ အဲ့ဒါဟာနဲ့ပတ်သက်လို့ဗာပြောရဲဆိုတာလင်းမျက်နှာမြို့နယ်မှာတိုက်ပွဲတွေဖြစ်နေတယ်တဲ့အဓိကတော့ဒါဆက်ဆက်ယိုကြီးရွာမှာဖြစ်နေတာ AA နဲ့ PDL တွေကသူတို့ထိန်းချုပ်ထားတဲ့ပန်းတော်ကြီးရွာဘက်ကနေပြီးတော့ဆက်ဆက်ယိုကြီးရွာကိုထိုးစစ်ဆင်လာတာရှိပါတယ်တဲ့စစ်ကောင်စီတပ်ကလည်းအင်အားဖြည့်တင်းပြီးတော့ရင်းနသာစစ်စေးဂိတ်တွေကနေပြီးတော့စစ်ကြောင်းနေထိုးလို့ဒါခုခံနေတဲ့အတွက်တိုက်ပွဲတွေပို့ပြီးတော့ပြင်းထန်လာနေတယ်ဒီရင်းနသာစစ်စေးဂိတ်ကလည်းအရန်အေးပါတယ်စစ်ကောင်စီတပ်အရန်အေးပါတယ်အဲ့ဒီနေရာမျိုးကိုသူတို့ကအထိုင်ချပြီးတော့ဘန်ကာတွေစောက်တယ်ခန်းစစ်တွေပြင်တယ်ပြီးတာနဲ့အဲ့ဒီနေရာကိုအင်အားတွေစုဖွဲ့တယ် အဲ့ဒီမှာသူတို့ဒါစစ်ကြောင်းတွေစုဖွဲ့ပြီးတော့ဒါလေးမျက်နှာမြို့နယ်တွေကိုစစ်ကြောင်းထိုးတာပေါ့ဗျာဒါပေမဲ့ပို့လို့ကိုမလောက်တဲ့အနေအထားတွေဖြစ်နေတာဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ရှေ့ကာလတိုက်ပွဲတွေပြန်ကြည့်မယ်ဆိုရင်လည်းစစ်ကောင်စီကအပြင်းထန်လှုပ်လှုပ်ဆောင်ခဲ့ရတာရှိတယ်ဒီအော်တိုဘာလာတတိယအပတ်မှာလည်းဒါဒါအေးနဲ့ပြည်ရဲ့ပူပေါင်းတပ်ဖွဲ့တွေနဲ့ဒါစစ်ကောင်စီတပ်ဒါလေးမျက်နှာမြို့နယ်ဆက်ဆက်ယူကြေးရွာနာကဒီတောတွေတောင်တွေထဲမှာလည်းတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်။စစ်ကောင်စီဘက်ကလေကြောင်း drone နဲ့လက်နက်ကြီးပစ်ကူတွေဇက်တိုက်ပေးတာ။အဲအဲဖြစ်တဲ့နေရာတွေကိုပေါ့နော်ဇက်တိုက်ပေးခဲ့တယ် နိုဝင်ဘာ9ရက်နေ့ကလည်းဒါဆက်ဆက်ရိုးအနီးမှာတိုက်ပွဲတွေပြင်းထန်ပြီးတော့စစ်ကောင်စီကအကြဆုံးများတဲ့အတွက်ဂျက်ဖိုက်တာတွေဝိုင်းတွဲတွေပေါ့နော်အဲ့အရာတွေနဲ့တရက်လုံးဘုံကျဲတာအဲ့နေရာတရက်လုံးကျဲတာသူတို့ဘက်ကအထိနာပြီဆိုရင်တေးကြတယ်အဲ့လိုပုံစံမျိုးသူတို့လုံနေကြပဲပေါ့နော်သူတို့ဘက်ကအကောင်ကြီးကြီးလစ်သွားပြီဟေးဆိုရင်လည်းအဲ့လိုလုံနေကြပဲသူတို့ရီမန်းချက်မပြေတော့ဘူးအဲတွေ့ရမလားဒါစစ်ကြောင်းထိုးလာတယ်ရီမန်းချက်နေရာကိုမရောက်ဖ ೇನೆ စစ်ကြောင်းနေပြုတ်သွားပြန်ပြီဆိုရင်လည်းအဲ့လိုမျိုးပပတ်ဆက်ဆက်ဘုံကျဲတဲ့ကိစ္စမျိုးတွေလုံတယ်ပေါ့နော်အဲ့တော့ တိုက်ပွဲတွေပြင်းထန်နေတဲ့ဒီဆက်ဆက်ရိုးကြေးရွာနဲ့၄မိုင်ကျော်အကွာကရင်းနှစားစစ်စေးရေးဂိတ်အဲ့ဒီဂိတ်ကတော်တော်ကိုခေါင်းကျင်းနေတာအဲ့ဒီဂိတ်ကတော်တော်ကိုချင်းနေဆိုးနေတာအဲ့ဒီဂိတ်ကိုပဲစစ်ကြောင်းနေစုဖွဲ့ပြီးတော့သူကလွှတ်ရတာ哦ဒါပေမဲ့အဲ့နေရာနဲ့ဒါအခုတိုက်ပွဲတွေဖြစ်နေနေရာနဲ့က၄မိုင်ပဲဝေးတာဖြစ်တဲ့အတွက်ပေါ့နော်တော်တော်လေးခေါင်းကျင်းနေတဲ့အနေထားဒါဆင့်ရားတွေလည်းဇက်တိုက်ဖြစ်တင်းနေရတယ် A နဲ့ PDF တွေကိုဒါဒီထိုးစစ်တွေကိုပေါ့နော်အာရခတက်တော့အိမ်နဲ့ PDF တွေထိုးစစ်ကိုခုခံကာကွယ်ဖို့အတွက်အဲ့ရင်းစားစစ်စစ်ဂိတ်ကိုတကက်ခန်းစစ်စကန်းကြီးပုံစံလုပ်နေရဆိုပြီးတော့သိရ ်အားရစရာကြီးနော်ဘန်ကာတွေစောက်တယ်တဲ့အခိုင်မာခံစစ်ပြင်းတယ်တဲ့အင်အားတွေလည်းထပ်ဖြည့်ပြီးတော့အဲ့မှာစုဖွဲ့တာတွေလုံနေရတယ်ဆိုပြီးတော့သိရတယ်ဗောနော်ဒါပြင်ဒါနိုဝင်ဘာပထမအပတ်မှာလည်းစစ်ကောင်စီကဟင်္ဒရာမြို့နယ်ကနေစစ်ကား၁၀စီးနဲ့လေးမျက်နှာမြို့နယ်တွေကခြေရွာတွေပြင်ငတိုင်းချောင်းမြို့နယ်တွင်းကဒါရင်းနေစာစစ်စေးကိတ်နဲ့မြောက်ဆန်းအမြောက်တက်အမတ၃လေးလေးကိုလည်းအင်အားတွေထပ်ပြီးတော့ဖြည့်ခဲ့ရတယ်ဗောနော်အဲ့တော့သူတို့ဘက်မှာရှင်းမြအင်အားအကုန်ပို့နေရတာနောက်ချန်တက်တောင်မှတိတ်မကြံတော့တဲ့အနေသား ဟိုအတွင်းထဲမှာရှိတယ်ပေါ့နော်သူတို့စီကိုရောက်နိုင်ဖို့ခဲရင်ပါသေးတယ်ဆိုတဲ့နေရာကမြို့တွေကတက်တွေကအကုန်လုံးကိုထုတ်လုပ်ပြီးတော့အခုအဝအပူတပြင်းဖြစ်နေတဲ့နေရာမျိုးတွေကိုအင်အားတွေဇက်တိုက်လွတ်နေရတာဖြစ်တယ်။ဒါကြောင့်မလို့လေအဲ့လိုမျိုးဇက်တိုက်လွတ်တာကအခုမှထပြီးတော့လွတ်တာမဟုတ်ဘူး။ရှေ့မှာတောက်လျှောက်တောက်လျှောက်အဲ့လိုလွတ်ခဲ့တာ။အဲ့လိုလွတ်ခဲ့တဲ့အတော်တွင်းမှာသူတို့ဘက်ကလွတ်သမျှဟာအကုန်လုံးကုန်နေတာဖြစ်တဲ့အတွက်ပေါ့နော်။နောက်ကလာမဲ့သူတွေကကြောက်လန့်ကြဖြစ်နေတာ။အဲအကြောင်းလဲဟိုနေ့ကအယောက်90အဲ့လိုမျိုးတော့ပြိုင်နက်ကြီးထွက်ပြေးကြ။ အေနဲ့ဖြစ်နေတဲ့တိုက်ပွဲတွေစီကိုသွားရမှာဆိုတာသိတဲ့အတွက်ပေါ့နော်လက်နက်တွေပါယူပြီးတော့လက်ချသွားတယ်ဆိုတော့အာဒါကြီးကတကယ်ကိုအာအောင်မြင်မှုလို့လည်းပြောလို့ရတယ်မတိုက်တော့မတိုက်ရသေးအောင်နေတာအစစ်ကောင်စီဘက်ကခေါင်းဆောင်တွေဘာတွေဖြစ်နေတယ်လဲဆိုတော့သူတို့ရဲ့အောက်ချစ်မှာရှိတဲ့စစ်သားတွေကသူတို့အတွက်မတိုက်ပေးတော့ဘူးဆိုတဲ့အနေအထားမျိုးတွေသူတို့ကြုံနေတာတိုက်မယ်ဆိုရင်တော့မှပဲသူတို့ကြောက်လန့်တကြားနဲ့စိတ်မချရတော့ဘူးဗျာအငါတို့အင်အားတရာတော့လှက်လိုက်တယ်အဲ့တရာလုံးကငါတို့အတွက်တိုက်ပေးမှာဟုတ်ချင်မှာဟုတ်မှာဆိုတဲ့ပုံစံမျိုးတွေသူတို့ကြုံနေကြတယ်နောက်လဲဆိုအကုန်လုံးကအခွင့်အရေးရတယ်နဲ့ပြေးမယ် ခွင့်ရရနဲ့လက်နှချလိုက်မယ်ဆိုတဲ့စိတ်မျိုးတွေပိုဖြစ်နေကြနောက်ဆိုအဲ့နေရာတွေကနေထွက်ပြေးမယ်ဆိုတဲ့ပုံစံမျိုးတွေထိဆုံးဖြတ်ထားတာအများကြီးရှိတယ်သူတို့ဘာစောင့်နေလဲထွက်ပြေးလို့ရမယ်အခွင့်အရေးကိုစောင့်နေတာစစ်ကောင်စီတော်တော်အခြေအနေဆိုးနေတာတော်တော်ကိုဖြိုဖျက်ဖြစ်နေတာပေါ့နော်အဲ့မှာရှိတဲ့ဒီ 2C လေအဲအဲအဲ့ဒါလေကျွန်တော်ထပ်ထပ်ပြောပြမယ်ပေါ့နော်အဲ့တော့ဒါမြောက်ဆန်းကျေးရွာကအမရ3လေးလေးတက်ကနေပြီးတော့လက်နက်ကြီးတွေအမြောက်တွေဒီတိုက်ပွဲဖြစ်တဲ့နေရာတွေကိုဇက်တိုက်ပြစ်ခတ်ပေးနေရတာရှိတယ် အေနဲ့ PDF တွေကဒါရခိုင်ရုံးမှတခြား ARD တိုင်းဒါရေကြီးတာပေါင်းငတိုင်းချောင်းလေးမျက်နှာအင်ကပူမြန်အောင်မြို့နယ်တွေထိစစ်မျက်နှာတွေဖြန့်ခွဲပြီးတော့ထိုးစစ်ဆင်တဲ့ပုံစံမျိုးတွေမြင်တွေ့လာနေရတယ်ဆိုပြီးတော့ပြောကြရရှိတယ်။တချို့သတင်းတွေက live ပေါ်မှာမတက်ပါဘူး။တချို့အားရစရာအကြောင်းအရာတွေပေါ့နော်။အဲ့လိုဟာတွေက live ပေါ်မှာဥမာပြစကမ်းတိတ်နေပေါ့။အဲ့လိုမျိုးဟာတွေက live ပေါ်မှာတက်လာတာတွေမရှိဘူး။ဒါပေမဲ့မြင်မြင်မှာအားရစရာအကြောင်းအရာတွေအများကြီးရှိပါလေ။ ပြင်ကျွန်တော်တို့ဒါ VDA တက်ဖွဲ့တွေပေါ့နော်တကယ်ကိုဒါအာပါတိယနဲ့မြေပြင်မှာရှယ်ကျုံးနေကြတာပေါ့နော်သူတို့တွေအယမ်းပင်မန်းကြတကယ်ပင်မန်းတယ်ချိုးဖွဲ့တွေနားချိန်ကိုမရဘူးအဲ့လိုမျိုးနားချိန်မရတဲ့အနေထားမှာတောင်မှပဲစစ်ကောင်စီကိုဖြုတ်ဖို့အတွက်ဆိုရင်လုံးဝအသင့်ဖြစ်နေကြတယ်အဲ့ဒါကအားရစရာကောင်းတယ်ပေါ့နော်အဲ့ပြီးတော့တိုက်ပွဲကနိုင်တာဘူးဗျာနိုင်တော့ကြတော့တပ်ဖွဲ့တွေကကျုံးညင်တာပေါ့နော်ကျုံးညင်တာနိုင်လီကျုံးညင်လေပဲစစ်ကောင်စီဘက်ကဘာဖြစ်နေလဲဆိုရှုံးလေသူတို့ကနှုံးလေပဲပေါ့နော်တောက်လျှောက်သူတို့အရှုံးနဲ့ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် အဲသူတို့ဒီတိုက်ပွဲတွေကိုသွားရမှာလေကြောက်လာတယ်ကျွန်တော်ဘက်ကအဖွဲ့တွေကအဲ့တိုက်ပွဲကိုသွားရမယ်ဟေ့ဆိုရင်ပျော်ကြတာနော်တကယ်တိုက်ပွဲတိုက်ဖို့အတွက်ပဲဒီတစ်သလုံးစူးစမ်းလာခဲ့တာအဲအဲ့လိုမျိုးစူးစမ်းလို့အခွင့်အရေးရပြီဆိုတဲ့ခါကျရင်အလူရက်တောင်လိုက်ကြတာဒါပေမဲ့စစ်ကောင်စီဘက်ကအဲ့လိုမဖြစ်တော့ဘူးစစ်ကောင်စီဘက်ကဒီနေရာတွေကိုတော့တိုက်ရမယ်ဆိုရင်ငါတို့တေတော့မှာပဲကွာငါတို့ရှေ့ကကောင်တွေလည်းတေကုန်ပြီပြတ်ကုန်ပြီကွာနောက်တန်းကိုပြန်ရောက်လာလိုက်ရင်ကားပေါ်မှာအပြစ်လူနာတွေကွာဟာဆေးုံတွေလည်းမလောက်တော့ဘူးကွာအဲ့တော့ငါတို့လည်းသွားရအောင်ဘလို့ပဲဖြစ်ဖြစ်စိတ်တက်စစ်စင်ရရပါတော့ CAP ကဒီလိုမျိုးကြီးရှေ့ပေးနိုင်တာဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကတော်တော်လေးဖြိုပြဲဖြစ်ကြတယ်။စိတ်သက်ရာမှာတော်တော်လေးကြာဆင်းနေကြရရှိတယ်။ရုံးတော်လည်းတပ်ဖွဲ့တွေကစိတ်သက်တက်မှတက်ပဲလုံးဝတက်ကြွပြီးတော့ကျုံကြတာပေါ့နော်။အဲ့ဒါကအားရစရာတကယ်ကောင်းတယ်ပေါ့နော်။နောက်တစ်ခုကအဲ့လိုမျိုးပေါ့နော်။ဒါအာခတ်တက်တော် A နဲ့ BDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ပွဲတွေဖော်ဆောင်မှုကြောင့်မလို့ဒီစခါစက်ခွန်ဘက်ကတက်တယ်နောက်တန်းမှာဘလို့အချင်းညမျိုးတွေရင်ဆိုင်နေရတယ်ဆိုရဲဟာကိုလည်းဒါကျွန်တော်စုံစမ်းထားတာရှိတယ်ဗောနော်တချို့တက်တွေကတဲ့နေတိုင်းဖျောင်းနိုင်ပြီးမငြိမ်ဘူးတဲ့ ဒီဒီဒီအတုဘနာရိတ်ကိစ္စနဲ့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့လောက်อ่ะအဲ့ဟာရက်နေ့စဉ်ရက်ဆက်ဖြစ်တယ်ပေါ့နော်တချို့နေ့တွေမှာဒါဇက်တိုက်ဇက်တိုက်နေ့ရက်တိုင်းမှာအဲ့လိုမျိုးဖြစ်စဉ်တွေရှိတယ်ပေါ့နော်အဲ့ဒါကဘယ်ချိန်တွေဖြစ်သလဲဆိုတော့အာခတ်တော် A ဘက်ကလှုပ်ရှားမှုရှိတိုင်းမှာဖြစ်တယ်လေ A နဲ့ PDF တက်ဖွဲ့တွေထတိုက်လိုက်တိုင်းမှာနောက်တန်းမှာခုနလိုဖြောင်းနိုင်ပြီးနေထွန်းနေရတယ်အဖွဲ့တွေကျုံးလိုက်ပြီးဆိုတာနဲ့ဟိုမှာပြီးသားဆိုတဲ့ပုံစံမျိုးဗျာအဲ့လိုမျိုးအဲ့တော့လုံးဝတချို့တက်တွေကအင်အား160နဲ့ထွက်တယ် တချို့တက်တွေက180လောက်ထိအောင်ထွက်နိုင်တဲ့တက်တွေရှိသေးတယ်။ဒါကပတ်စရိုင်နဲ့ပတ်သက်လို့ပေါ့နော်။အချို့တက်တွေကြတော့လေအင်ပြေအပြေမရှိတော့ဘူးပေါ့နော်။အဲ့လိုမျိုးအင်အားအပြေထုတ်လိုက်ပြီဆိုတဲ့အခါကျသူတို့နောက်တန်းတက်မှာတဲ့နောက်တန်းဌာနချုပ်မှာတဲ့လူကိုမကြံတော့တာတဲ့လူကိုမကြံအောင်ထုတ်တာဒီစားကားဆက်ကွန်ဘက်ကတက်တယ်ပေါ့နော်။လုံးဝဗျာဘိုကင်းမှာတော့အင်အားမကြံဘူး။သူတို့အတွက်ပြောတယ်မလားဒါတက်တက်မှာဆိုရင်ဒါဘိုကင်းကအရေးကြီးဆုံးနေရာဖြစ်တယ်ဘိုကင်းကျသွားပြီဆိုတာနဲ့ဒီတက်ကကျသွားပြီဘာလို့လဲဆိုတော့ဘိုကင်းမှာဒါလက်နက်တိုက်တွေရှိတယ် အဲပြီးရင်ခရမ်းတိုက်တွေနဲ့အနီးဆုံးနေရာမှာရှိတယ်တပ်တစ်ခုလုံးကိုကွက်ခဲ့တဲ့နေရာမျိုးလည်းဖြစ်တယ်တရင်ယုံနေတဲ့နီးတယ်ဒါကြောင့်မလို့ဒီဘိုကင်းကအရေးကြီးဆုံးအဲ့လိုမျိုးနေရာကျသွားပြီဟိဆိုတာနဲ့ဒီတပ်တစ်ခုလုံးကျသွားတယ်အတူတူပဲဆိုပြီးပြောကြတယ်အဲဒါကြောင့်မလို့အဲ့လိုမျိုးဘိုကင်းလိုနေရာမျိုးတွေကိုသူတို့ကအင်ပြစ်အပြစ်ထားကြတယ်လက်လက်တိုက်တွေထားကြတယ်ဆက်သွေးမြောင်းတွေတူးထားတယ်အတွင်းထဲမှာကိုရဒီဘိုကင်းပပတ်လည်းမှသူကခံစစ်ပုံစံမျိုးပြင်ဆင်တယ်ဒါဘန်ကာတွေကရုတ်ချင်းတွေတူးတယ်အဲလက်နက်ကြီးပစ်ချင်းတွေကအစရှိတယ်ပေါ့နော် အတက်တစ်ခုလုံးရဲ့အဓိကအချက်ချာကြတဲ့နေရာဖြစ်တဲ့အတွက်အဲ့လိုအင်ပြည့်အားပြည့်ထားကြတယ်အဲခုနလိုအရေးကြီးနေရာဖြစ်တတ်မှတ်ကြတယ်ဒါပေမဲ့အဲ့လိုနေရာမျိုးမှာတော့မှပဲဒါနေကင်းသမားလောက်ပဲကြံပြီးရောပြီးရောတကယ်အရေးကြီးပါလေဆိုတဲ့နေရာတော့အဲ့နေရာတော့မှပဲဘာမှမကြံဘူးပြီးရင်တချို့တက်တွေကနောက်တန်းမှာကြံခဲ့တယ်ဆိုတာကဒီပါစရဲရဲမေရဲပြီးရင်ဟိုနားလို့အူနာချိုးကန်းရဲတေးဝီတထောက်ဝီအဲ့လောက်ပဲကြံတချို့တေးဝီတထောက်ဝီတွေကဘာဖြစ်နေလဲဆိုတော့ ီလုံးဝအတွေ့အကြုံမရှိတဲ့သူတွေကိုထားနေရရှေ့တန်းမှာအဲ့ဒီထားပါတော့ဒီတပွင့်နှစ်ပွင့်ပေါ့နော်သုံးလို့အဆင်မပြေဘူးဆိုတဲ့ကောင်နေနောက်တန်းမှာအဲ့လိုမျိုးတာဝန်တွေပေးတယ်အဲခုနလိုသုံးပွင့်လို့စီနီယာကြတဲ့ကောင်တွေကြတော့ရှေ့တန်းကိုပြန်လွတ်ရတယ်ဆိုတဲ့ပုံစံမျိုးတွေအဲ့လောက်နေထားသည့်ကိုဖွဲ့စည်းဝင်တွေပြတ်နေတာအဲအဲ့လိုမျိုးပေါ့နော်ချိုးတက်တယ်ဆိုရင်ကြောင်ပြောအဲ့ဒါပြောအဲ့ကြောင်ပြောပါဘာဒါပေမဲ့စစ်ကောင်စီက view อ่ะကြာနော်သူကဘာလဲဆိုတော့အဲ့လိုမျိုးတက်တွေကကြာတော့သူကဒီနောက်တန်းနေရာတွေမှာညင်တဲ့နေရာတွေဖြစ်တယ် ငိမ့်နေဗျာအဲဆိုတာကဟိုကျွန်တော်တို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေအလန်းဝေးတဲ့နေရာမျိုးတွေပေါ့နော်ပြီးတော့ဒီ RCSS လိုမျိုးပေါ့နော်ဒါလုံးဝစစ်ကောင်စီကိုဒါဘာမှအနေမပြုတ်နိုင်တဲ့အဖွဲ့မျိုးတွေရှိတဲ့နေရာကတက်တွေကိုရွေးပြီးတော့ထုတ်တယ်နောက်တန်းမှာမကြံတဲ့ကိစ္စမရှိတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးဟာတွေကိုဆွဲထုတ်ပြီးတော့ရှေ့တန်းလိုနေရာမျိုးတွေကိုအင်အားတွေအပြည့်အဝပို့ထားတဲ့အနေထားပေါ့နော်အဲအဲ့မှာဘာတွေထပ်ဖြစ်လဲဆိုတော့ဒီခမရ3နှစ်နှစ်တက်က 2NC တယောက်ပါတယ် ပြီးရင်9046လားမသိဘူးအဲ့ကနောက်ထပ်တယောက်ပါ 2NC 2ယောက်အဲ့ 2NC 2ယောက်ကလည်းလုံးဝစစ်စင်ရေးစွန့်ခွာဖွံ့ဖြိုးမိတ်မရပဲနဲ့ခွင့်ပြုချက်မရပဲနဲ့ပေါ့နော်စစ်စင်ရေးဒါစွန့်ခွာအဆိုတာထွက်ပြေးတာပေါ့နော်အမိတ်မနာခံတော့ဘူးဗျာပြောချင်တာအဲလုံးဝသူတို့ရဲ့အမိတ်နေပေးတဲ့ဟာတွေဆက်တိုက်ဆိုတဲ့ဟာတွေမလုံးနိုင်တော့ဘူးဆိုပြီးတော့ထွက်ပြေးလို့2ယောက်အဲ့2ယောက်ကိုလည်းဒါဒီဒီ အမြောက်စစ်စင်ကုကဲမှုဌာနချုပ်တခုမှာချုပ်ထားတယ်ဗောနော်ချုပ်တာရှေ့တန်းမှာပဲအဲ့လိုမျိုးပုံစံမျိုးနဲ့ချုပ်ထားတယ်ဆိုပြီးတော့လေဒါသိရတယ်ဗောနော်အဲ့တော့အကြီးပိုင်းအဲ့ဒီကောင်တွေကအဲ့ဒါစစ်ကြောင်းမှုတွေအဲဆိုတော့ရှေ့တန်းကိုထွက်ပြေးဆိုတဲ့ခါကျရင်စစ်ကြောင်းတင့်နှစ်ဆိုပြီးတော့ထွက်ကြမယ်စူးဖွဲ့ကြတယ်ဗောနော်စစ်ကြောင်းတင့်မှာကတယင်းမှုကဥဆောင်တယ်စစ်ကြောင်းနှစ်မှာက 2IC ကဥဆောင်တယ်2တယင်းမှုကဥဆောင်တယ်ဗော အဲ့တော့အဲ့လိုမျိုးစစ်ကြောင်းတစ်ကြောင်းလုံးကိုဥဆောင်ရတဲ့ဒုတင်မှုနှစ်ယောက်ကထွက်ပြေးလို့ခုဖမ်းခံပြီးတော့ချုပ်ထားခံရတယ်။အဲ့လိုအနေထားမျိုးဖြစ်နေ။အဲ့တော့သူတို့နှစ်ယောက်တော့အဲ့လိုဖြစ်ပြီးဟေးဆိုရင်အောက်မှာပါတဲ့သူတို့ရဲ့စစ်သားတွေဘယ်တော့မှဖွဲ့စည်းပုံပြတ်နေပြီလဲ။ဖွဲ့စည်းပုံပြတ်နေပြီလဲ။ဘယ်တော့မှဒါသူတို့တွေစိတ်ထဲကြီးကြဆင်းနေပြီလဲပေါ့နော်။ဒါကလည်းအားရစရာကောင်းတယ်။ပြီးတော့ဒါကနပြောသလိုပေါ့နော်။အဲစစ်ကောင်စီဘက်ကဒီစစ်စင်ရေးဆုံးခွာတဲ့ဟာတွေရှိတယ်။ပြီးရင်တက်ပြတ်တာတွေရှိတယ်။ပြီးရင်ပြင်းနဲ့မိသွားရှိတယ်။ပြီးရင်လက်နက်တွေပျောက်ဆုံးတာတွေရှိတယ်ပေါ့နော်။ အဲ့လိုဟာတွေကတက်တက်တက်ကိုဖွဲ့စည်းပုံပြတ်သွားတယ်တက်တက်တက်ဆိုတာအနည်းဆုံး60လောက်ရှိတယ်တဲ့အခုတရင်တရင်ဆိုရင်အိုက်တက်ဆိုရင်ဒါ तू ကဒီလက်နဲ့သွားထုတ်ရမှာဒီဒီမန်းလေးမှာပေါ့နော်လက်နဲ့သွားထုတ်အောင်ဘာလက်နဲ့တွေထုတ်ရမှာလဲဆိုတော့သူတို့တက်ကနေပြီးတော့အခုအကတက်တော့အေးနဲ့ရင်ဆိုင်နေရတဲ့နေရာတွေမှာဆစ်စင်ရင်ထိုးရတဲ့ခါကျတော့အဲ့ဒီမှာထွက်ပြေးတာတွေပျောက်ဆုံးတာတွေတေဆုံးတာတွေကြောင့်မလို့ဆုံးရှုံးခဲ့တဲ့လက်နဲ့ပေါင်းအလက်60လောက်ကိုမန်းလေးမှာသွားထုတ်အောင်စုပြီးတော့သွားထုတ်အောင် အဲအဲအဲ့တော့ကြာတော့တွက်ကြည့်လိုက်ဗျာဒါတရင်တရင်မှာဒါအင်အား60လောက်ကလုံးဝပျောက်ထွက်သွားတဲ့ပုံစံမျိုးလက်နဲ့ကြည့်ပဲအင်အား60လောက်ဒါဆုံးရှုံးသွားတယ်ဗျာအဲလူကဘယ်လောက်ထိပါသွားမလဲမပြောတတ်ဘူးကဲဘာဖြစ်လို့လဲဆိုတော့တည့်ရတိုင်းပဲလေလူဆိုရင်ပြစ်ထားခဲ့တာလေလက်နဲ့ဆိုပြန်ယူသွားတာအဲမရမကပြန်ယူသွားပါတယ်ဆိုတော့လက်နဲ့တောင်မှပဲလက်60လောက်ဆုံးရှုံးသေးတယ်ဆိုတော့ဗျာအဲ့တော့တရင်တရင်လုံးအင်အားနဲ့ဆိုရင်ဒါသူတို့လူအနေနဲ့ဆိုဘယ်လောက်ထိတောင်ဆုံးရှုံးမလဲဒါအားရကြောင်းတဲ့ချက်တွေပေါ့နော်အဲ့ဒါကအရခတ်တက်တော် A နဲ့ရင်ဆိုင်နေရတဲ့တက်တွေရဲ့အနေအထားဖြစ်ပါတယ် ကိုကိုတက်အိုင်တိုင်းပဲကိုကိုကကောင်းနေလေအဲ့ဘက်မှာထိုးနေရတဲ့ကိုကိုအဖွဲတွေကတခြားနေရာမှာထိုးနေရတဲ့ကိုကိုအဖွဲတွေကိုမနာလို့တာတဲ့ငါတို့ကြည့်ပဲတည်နေရတယ်ပေါ့အဲ့လိုပုံစံမျိုးတွေအထိကိုဖြစ်နေကြတယ်ပေါ့နော်အဲ့တော့ကျတော့တချို့တက်တွေကအင်အားတရာကျော်တွေနဲ့ထွက်သွားကြတယ်ဒါပေမဲ့ပြန်လာတဲ့အခါကျတော့တရာမပြည့်ပဲပြန်လာရတဲ့တက်တွေအများကြီးရှိတယ်ဆိုပြီးတော့တည်ရတယ်တချို့တက်တွေက73လို့ကိုမရတော့တဲ့အတွက်ဒါပြန်ပြီးတော့လဲလှယ်ရတဲ့တက်တွေလည်းရှိတယ်ဆိုပြီးတော့တည်ရတယ် ဲ့တော့ထပ်ပြီးတော့သိရသေးတဲ့အချက်လက်တွေလည်းအများကြီးရှိပါသေးတယ်အဲ့ဥစ္စာတွေကိုကျွန်တော်ဗီဒီယိုတစ်ခုတည်းနဲ့တက်တက်ပြီးတော့တက်တက်ဖန်တီးပေးမှာပေါ့နော်အားရကြအကြောင်းအရာတွေကြီးပဲကျွန်တော်အတွင်းထဲကနေစုံစမ်းပြီးတော့ပြောပြပေးမယ့်ဟာတစ်ခုစီစဉ်ပေးပါမယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်တပ်ဖွဲ့တွေကသိရတဲ့အတိုင်းပဲအားခတ်တက်တော် A ရဲ့အတန်ကိုကြားတာနဲ့အားခတ်တက်တော် A နဲ့ပူးပေါင်းပြီးတိုက်နေတဲ့ VDL ရဲ့အတန်ကိုကြားတာနဲ့စစ်ကောင်စီဘက်ကဘလောက်ထိဒါကြောင်းရင်စိတ်တွေဖြစ်နေသလဲအဲ့သူရဲ့နောက်တန်းဌာနချုပ်တွေဒီဘလောက်ထိရိုက်ခတ်မှုတွေရှိနေသလဲအ တက်ကြီးမှာဗောနော်လုံးဝဖြောင်းနိုင်ပြီးမပြတ်အောင်ဗောနော်အတုပတွေမပြတ်အောင်ဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုဒါပြောပြပေးရဖြစ်တယ်အဲ့တော့ဘယ်လိုပဲဖြစ်ကျွန်တော်တက်ဖွဲ့တွေမြေပြင်မှာဒါကစူးစမ်းနေကြပါတယ်အပါတိယကိုပဲအဲ့ဒါအောင်ပွဲတွေစုခုနိုင်ဖို့အတွက်ကိုလှုံ့ဆော်နေကြရရှိပါတယ်အဲ့တော့တချို့နေရာတွေမှာကျွန်တော်တို့ဒါစစ်ကောင်စီဘက်ကလော်ဘီတွေပြောသလိုဗောအမဲ drone အစင်းကြီးဗောနော်ရုရှား drone အစင်းကြီး400ကျော်ပါတဲ့ပါလဲဒါတိတ်ငက်စစ်စင်ကြီးနေဗောနော် ဒါရခိုင်ပြည်နယ်တစ်ခုလုံးကိုမကြခင်မှာတိမ့်ပိုက်တော့မယ်ဘာပဲအဲ့စစ်ကောင်စီလော်ဘီပြောတဲ့ဟာရှိတယ်ဟောနော်အဲ့လိုမျိုးတွေဒါသူတို့ဘက်ကမဟုတ်မဟုတ်တင်နဲ့ဝါရဖြန့်နေရတဲ့အနေထားအထိဖြစ်နေပြီဆိုတဲ့အကြောင်းကိုလည်းဒီညနေပြောချင်ပါဗျအားကြောင့်မလို့ဒါကျွန်တော်တို့တက်နိုင်တဲ့လောက်ဝိုင်းပြီးတော့ပါဝင်ကြမယ်ကိုတက်နိုင်တဲ့အပိုင်းတွေမှာဝိုင်းပြီးတော့ကူညီကြမယ်လှုပ်ဆောင်ကြမယ် အချင်းချင်းခွန်အားတွေပေးကြမယ်လက်တွဲညီညီနဲ့ဒါချစ်ချစ်ခင်ခင်နဲ့ကျွန်တော်သွေးမကွဲပဲနဲ့ရှစ်ဆက်ကြမယ်ဆိုရင်ကျွန်တော်အောင်မြင်မှုတဖြည်းဖြည်းနဲ့နီးလာပြီလို့ပြောလို့ရပါတယ်ဗျအဲ့တော့ဘာဖြစ်ဖြစ်အားမလျှော့ကြပါနဲ့ဆက်ပြီးတော့ကြိုးစားကြပါမယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်